2029စစ်စင်းစတဲ့ကကိုကန့်နဲ့ညီနာမဟာမိတ်တပ်တွေကြားစစ်တီဦးရေဘလောက်ထိဆုံးရှုံးခဲ့ရလဲမသိပေမဲ့ထောင်ကနန်းတော့ရှိမယ်ယူဆရပါတယ်ဒီတော့အခုလို့ကိုကန့်စစ်တပ်ကမြန်မာတပ်မတော်နဲ့ညှိနှိုင်းမှုလုပ်ခဲ့တဲ့အပေါ်ညီနာမဟာမိတ်တပ်ဖွဲ့တွေကြားအချင်းချင်းညီညွတ်မှုဆက်ရှိနိုင်ပါမလားဆိုတာကလည်းတန်တရားဝင်စရာပါပဲ thank you အားလုံးပဲမင်္ဂလာပါမင်္ဂလာဒီပလိုမေစီပါ HC channel တွေကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့တပတ်မှာနှစ်ချိန်တနင်္လာနေ့တောက်ကြည9နာရီမှာတင်ဆက်ပေးရရှိတဲ့ကဘာသတင်းမီဒီယာတွေကပြောတော့ကဘာနှစ်မြန်မာအစီအစဉ်လေးကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်လေးကဆိုရင်တော့ကဘာသတင်းမီဒီယာတွေထဲမှာနိုင်ငံတကာပညာရှင်တွေသုံးသပ်တင်ပြထားတဲ့ကဘာအရေးမြန်မာအရေးဆွေးနွေးသုံးသပ်ချက်တွေထဲကမြန်မာပြည်သူတွေတည်တည်တည်ထိုက်သောသတင်းဆောင်ပါးများကိုမြန်မာဘာသာဖြင့် ပြန်လည်တင်ပြပေးတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်။ဆိုတော့ဒီနေ့အတွက်သုံးသက်တင်ပြပေးတာမဆောင်ပါကတော့ Is China taking the role in Myanmar civil war မြန်မာပြည်တွင်းစစ်မှာတရုတ်ကဝင်ပါနေတာလားဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်။ဆောင်းပါးရှင်ကတော့ David Scott Madison ဖြစ်ပြီးတော့ David Scott Madison ဟာမြန်မာအယူကျွမ်းကျင်တဲ့နှစ်ပေါင်းများစွာလေ့လာနေတဲ့ပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ဒီဆောင်းပါးကိုတော့ Asia Sanitary စာဆောင်မှာဖော်ပြထားတာပဲဖြစ်ပါတယ်။ ကဲဒီတော့သူဘာတွေဆွေးနွေးထားလဲဆိုတာကိုအသေးသေးကြည့်ကြအောင်ပေါ့နော်အဲ့တော့သူစပြီးတော့ဘာကိုပြောလဲဆိုတော့ဗောနော်အဲ့ဒါလေးအရင်ဆုံးကြည့်ကြမယ်အဲ့တော့သူဘာပြောလဲဆိုတော့ပထမဆုံးအချက်ဗောနော်ပထမဆုံးချက်ကဘာလဲဆိုတော့မြန်မာပြည်မှာဗောနော်ငလင်မှာစိုးစိုးကလူတွေထိခိုက်ဒိဆုံမှုတွေဖြစ်ခဲ့တယ်ဒီငလင်လုတ်ပြီး၃ပတ်အကြာမှာပဲဗောနော် နောက်ထပ်မြန်မာပြည်မှာငလင်လို့တဲ့လိုမျိုးဆိုးရတဲ့ကိစ္စတခုဖြစ်ခဲ့တယ်ပေါ့ဒါကတော့သူကနိုင်ငံရေးကလင်ဆိုပြီးတော့အဲတင်စားပြီးတုံ့နှုံထားတယ်ဒါကတော့ဗာလဲဆိုတော့တော်လိုင်းရေးလက်နက်ကင်ဖွဲ့တွေနဲ့စစ်ကောင်စီကြားမှာရှိတဲ့အာဘလုတ်ကောမလဲအဲဆက်ဆံရေးပေါ့ဟိုနှစ်ခုကြားမှာရှိတဲ့အာထိတ်တိုက်တွေ့နေမှုကိုမှာချိန်ခွင်ချာအပြောင်းလဲဖြစ်စေခဲ့တယ်ပေါ့နော်အဲ့ဒါကိုသူကဒီနိုင်ငံရေးငလင်ဆိုပြီးတော့ပြောရမှာဖြစ်ပါတယ်အဲ့တော့ဒီငလင်ငလင်ရဲ့နောက်ွယ်မှာ မေးစရာရှိတဲ့ကဘာလဲဆိုတော့ဗောနော်သူပြောတာကဒါအကြရှုံးများနေတဲ့စစ်ကောင်စီကိုတတ်ဆိုးရှေဟောင်းတရုတ်ကဂျားဝင်ပေးတာလားလို့သူကစပြီးတော့မေးခွန်းထုတ်ပါတယ်အဲ့မှာသူကဆက်ပြီးတော့ဘာကိုပြောလဲဆိုရင်ဗောနော်ဒီလာရှုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရပ်ပေါင်းများတာဗောနော်ဒိုလောဒိုလောဟိုလိုလိုဒီလိုလိုတည်နေအများကြီးထွက်နေတယ်ဒီ2024မှာအာကိုကန်တက်တွေတင်ထားတဲ့လာရှုံးအခုဒီ2025ခုနှစ်ဧပြီ မာတော့ဒါမြန်မာစစ်တပ်ဘက်ကိုပြန်လွှဲပေးလိုက်ရတယ်ပေါ့နော်အဲ့တော့ဒီလွှဲပေးလိုက်ရမှုရဲ့နောက်ကမှာပေါ့နော်ဒီတရုတ်ရဲ့ဂျာဝင်ဆောင်ရွက်မှုနဲ့ပေါ့နော်ဒီတော်လိုင်းအဖွဲ့တွေအထူးသဖြင့်တော့ကိုကန့်တပ်ပေါ့နော်ကိုကန့်တပ်နဲ့စစ်ကောင်စီကြားမှာနားလည်မှုရခဲ့ပြီးတော့ဒါအပိတ်ခက်ရက်ဆဲခဲ့တယ်ဒီနောက်ကမှာဒီအပိတ်ခက်ရက်ဆဲနေပတ်သက်ပြီးတော့စောင့်ကြည့်လေ့လာဖို့ဆိုပြီးတော့ဒီတရုတ်ကလည်းလာရှုမှာဆက်ဆံရေးယုံစောင့်ကြည့်လေ့လာရေးယုံဖွင့်ခဲ့တာတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီမြမအရေးနဲ့ပတ်သက်ပြီးတော့ဗောနော်တရုတ်ကညှိနှိုင်းမှုဖြစ်ခန့်ထားတဲ့ပုံကော လောက်ဒါရှုကိုရောက်လာတယ်ပြီးတော့ဒီရောက်သူရောက်လာပြီနှင်းရကြမှာပဲဒီတေယိုရဲ့ဖီဟာနဲ့ကိုကန်တက်ကလာရှိုးကနေပြီးတော့အဲဆုတ်ခွာလိုက်ရတယ်ဗောနစစ်တပ်တွေဆုတ်ခွာလိုက်ရတယ်အဲ့တော့ဒီကိုကန်တက်တွေလာရှိုးကနေထွက်လာတဲ့ပတ်သက်ပြီးတော့ဗောနမြန်မာနိုင်ငံခြားရေးဝန်အဲမြန်မာနဲ့ပတ်သက်ပြီးတော့ဒီမေးတဲ့မေးခွန်းဗောနတေယိုနိုင်ငံခြားရေးဝန်ကြီးရဲ့ဝန်ကြီးဌာနကပြောရင်းဆိုရင်းရှိသူကဗာပြောလဲဆိုတော့တေယိုနဲ့မြန်မာဟာအိန္ဒိယနိုင်ငံတွေဖြစ်တယ်တဲ့မြန်မာအရင်နဲ့ပတ်သက်ပြီးတော့ အခြားနိုင်ငံပြည်တွင်းဝင်ရောက်မဆက်ဖက်ရေးဆိုတဲ့တရုတ်ရဲ့မှုကိုဆက်လက်ကျင့်သုံးမှာဖြစ်ကြောင်းနဲ့မြန်မာပြည်မှာဖြစ်တဲ့နိုင်ငံရေးဖြစ်စဉ်တွေနဲ့ဆက်လက်ပြီးတော့တရုတ်ကပေါ့နော်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုအလေးထားတဲ့အမျိုးသားစည်းလုံးညီညွတ်ရေးကိုအားပေးထောက်ခံပါလေဆိုပြီးတော့ပြန်လည်ပြီးတော့ဖြေဖြေချခဲ့တယ်တွေ့ရပါတယ်ပေါ့နော်နောက်ပြီးတော့မြန်မာပြည်ကတရားဝင်သတင်းဌာနတွေမှာလည်းဒီစစ်ကောင်စီရဲ့ကာကွယ်ဝင်ကြီးကနေပြီးတော့စစ်ကောင်စီနဲ့ကိုကန့်တပ်ဖွဲ့ကြားမှာသဘောညီညွတ်ရေးသဘောတူညီမှုရရှိတယ်ဆိုပြီးတော့ဒါစစ်ကောင်စီဘက်ကလည်းအတည်ပြုတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ ဒီသဘောထုတ်ပြန်ဒီသဘောထုတ်ပြန်ချက်တွေအရဆိုရင်ပေါ့နော်လာရှိုးနဲ့အနီးရောဝိုက်ဒီသားတွေကိုဒါစစ်ကောင်စီရဲ့ကိုကန့်တက်နဲ့အခြားလက်နက်ကန်အဖွဲ့တွေပေါင်းခွဲဝေပြီးတော့ပေါ့နော်စီဗန်ခံခဲ့မဲ့ပုံစံမှာရှိနေတယ်အဲ့တော့ဒီပုံစံအရဆိုရင်တော့ဒီနေမီမှာအောက်ချီမှာပေါ့နော်နေမီတည်ငြိမ်မှုရမယ်တော့သူမနေနဲ့မထင်ဘူးလို့ဆောင်းပါရှင်စကော့ဒေးဗစ်စကော့မက်ဒီဆင်ကပြောထားပါတယ်အထူးသဖြင့်သူကဘာကိုပြောလဲဆိုတော့လာရှိုးမျိုးတွေမှာပေါ့နော်အင်အားကြီးလက်နက်ကန်အဖွဲ့ဖြစ်တဲ့ဝါတက်ဖွဲ့ရလည်းကြားနေဆိုပြီးတော့သူကတဆွဲထားပြန်တယ်အဲ့တော့ဒီမတူညီတဲ့ လက်နက်ခံအဖွဲ့တွေကြမှာပေါ့နော်တစ်ဖက်နဲ့တစ်ဖက်ထိတ်တိုက်မတွေ့ရအောင်ဘလို့ထင်းချောင်းကြမလဲဆိုပြီးတော့ဒါစိတ်ဝင်စားဖို့ကောင်းပါလေဆိုပြီးတော့စောင်းပါရှင်ဒီဘစ်ကော့မက်ဒီဆင်ကပြောထားပြန်ပါတယ်နောက်ထပ်ပေါ့နော်သူထပ်ပြောတဲ့မိကုံးတစ်ခုကပါလဲဆိုတော့ဒီသဘောတည်ညီမှုရဲ့နောက်ကွယ်မှာပေါ့နော်ဒါကိုကန်တက်ကစစ်ကောင်စီနဲ့သဘောတူညီမှုယူလိုက်တယ်။အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကိုကန်ရဲ့မဟာမိတ်တပ်တွေညီနောင်မဟာမိတ်တွေဖြစ်တဲ့ရခိုင်တို့တောင်တို့ကြားမှာရောနောက်ပြီးတော့တခြားသော PDF တွေကြားမှာရောဒါကိုကိုကန်တက်နဲ့ ဆက်ဆံရေးကဘယ်လိုဖြစ်လာမလဲဆိုပြီးတော့ဒါစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ဆိုပြီးသူထောက်ပြထားပါတယ်နောက်ထပ်ပေါ့နော်ဒါပါလဲဆိုတော့ဒီ2023အော်တိုဘန်2029စစ်စင်ရေးစတဲ့အနေပြီးတော့ညီနောင်မဟာမိတ်သုံးဖွဲ့ဟာတရုတ်နယ်စပ်ကနေပြီးတော့မန်လေးကိုသွားတဲ့လမ်းတစ်လျှောက်မှာရှိတဲ့မြို့တွေများကြီးကိုတင်ပိုက်ခဲ့ကြတာပေါ့နော်ဒါမဲ့အခုကျတော့ဒီကိုခန့်တက်ကအခုလိုမျိုးစစ်ကောင်စီနဲ့သဘောတူညီမှုယူပြီးတော့လာရှော့ကနေပြန်ဆုတ်ပေးလိုက်တဲ့ခါကျတော့အာဒီသူ့ရဲ့ညီနောင်မဟာမိတ်ဖြစ်တဲ့တအောင်တက်ကရောဘယ်လိုခံစားနေရလဲဒါဟာ ညီနောင်မမိတ်အဖွဲ့တွေပေါ်မှာကိုကန်ကတစ္ဆာဖောက်တယ်ဆိုပြီးတော့များဒါမဟာမိတ်ညီနောင်မမိတ်အဖွဲ့တွေဘက်ကနေပြီးတော့အဲတွေးကြမလားဆိုပြီးတော့လေသူကထပ်ပြီးတော့မိန်ကုံးထုတ်ပြန်ပါတယ်နောက်ထပ်ပေါ့နော်နောက်ချက်ကတော့ဗာလဲဆိုတော့အရေးကြီးတဲ့အချက်တစ်ခုပါပဲအဲ့ဒါကဗာလဲဆိုတော့စစ်တပ်ကလာရှိုးကနေစစ်ရှုံးပြီးထွက်ပြေးရတဲ့အချိန်မှာလာရှိုးမြို့ထဲမှာရှိတဲ့ဒါလာရှိုးမြို့မှာစီ ဟိုတယ်တွေပေါ့နော်ဒါတွေပေါ်မှာလေကြောင်းကနေဘုံကျဲတက်ခတ်မှုတွေအများကြီးပြုတ်လုခဲ့ပေါ့နော်အော်ဒီအကျိုးဆက်အနေနဲ့ဘာဖြစ်လဲဆိုတော့အရသာပြည်သူလူထုကစစ်ပေးတံကိုဆိုးဆိုးရခံခဲ့ကြရတယ်အဲ့တော့အခုဟုတ်ပါပြီသဘောတူညီမှုရပြီပေါ့နော်ဒီသဘောတူညီမှုကဟောဒီစစ်ပေးတံခံရတဲ့အရသာပြည်သူတွေပေါ်မှာအဲဘလောက်ထိဒီငင်းငယ်တဲ့အာမခံမိနိုင်မှာလဲဆိုပြီးတော့အာဒေးဗစ်စကော့မက်ဒီဆင်ကမိကုန်ထုတ်ပြန်ပါတယ်နောက်ထပ်တစ်ချက်ပေါ့နော်သူထပ်ပြောတဲ့ဟာတစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ ဒီ last show ကိုစစ်ကောင်စီလက်ထက်ပြန်ပေးဖို့ပေါ့နော်ဒါကိုကန်တက်ကိုတရုတ်ကအာအကြိုက်ပဲဖိအားတွေပေးခဲ့တယ်ပေးရပေးတဲ့နောက်ကမှဒါလုံရအနေနဲ့ဘာတွေလုပ်လဲဆိုတော့တရုတ်ဘက်ကနေမြန်မာဘက်ကိုပို့နေတဲ့အစားအသောက်တွေဆေးဝါးတင်သွင်းမှုတွေကိုရပ်ပလိုက်တယ်ပေါ့နော်အဲ့တော့အခုလိုမျိုးအဲကိုကန်ကတရုတ်ခိုင်းတဲ့အတိုင်းလုပ်ပေးတဲ့အခါမှာရောတရုတ်ဘက်ကနေပြီးတော့အဲဒီအရာတွေကိုပြန်ဖွင့်ပေးမလားပေါ့နော်သူအနေနဲ့ကတော့ဒါတွေကဆွေးနွေးနေစေအဆင်မဲ့ထင်တယ်ဆိုပြီးတော့ဒေးဗစ်ကသူ့ရဲ့အမြင်ကိုထပ်ပြောပါတယ် နောက်တစ်ခုကဘာလဲဆိုတော့2029စစ်စင်ရေးစတဲ့ဟာဒီကိုကနဲ့မဟာမိတ်တွေကြာမှာပေါ့နော်အသေးပြောက်တွေဟာစစ်သားဦးတွေဘယ်လောက်ရှိလဲဆိုတာမသိဘူးပေါ့နော်တိုးတော့ထောင်ကနန်းလောက်ထိရှိမယ်တော့ယူစတယ်လို့သူကပြောပါတယ်အဲ့တော့အခုလိုမျိုးလူပေါင်းထောင်ကျော်အသက်တင်ကြီးပေးလိုက်ပြီးနောက်ကမှာကိုကန်တက်ကစစ်တပ်နဲ့ညီနိုင်မှုလုပ်ပြီးတော့ဒီပေါ့နော်အာအလိုဒီကိုစစ်တပ်ကိုလာရှုမြင့်ပြန်ပေးလိုက်ရတယ်နဲ့ပတ်သက်ပြီးတော့ညီနောင်မဟာမိတ်အဖွဲ့တွေအချင်းချင်းကြားမှာပေါ့နော် ညီညွတ်မှုပါရောဘာလို့ဒီဆက်ရှိနိုင်မှာလဲဒါဟာတန်တရားဝင်စရာအကောင်းတဲ့အချက်ဆိုပြီးတော့သူကထပ်မံထောက်ပြဆွေးနွေးပါတယ်နောက်တစ်ခုကသူထပ်ပြောတယ်ပေါ့နော်ဒါကဘာလဲဆိုတော့ဒီကွဲလွန်သိဆုံးသွားတဲ့စစ်တီတွေရဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့ကိုကငါတရားဝင်ထုတ်ပြန်တဲ့ဒီသူတို့ဗီဒီယိုတွေရပါပေါ့နော်ဒါသူတို့ဒီ2029မှာကြာဆုံးသွားတဲ့စစ်တီတွေရဲ့အတုပအခမ်းအနားမှာတရုတ်စာနဲ့ရေးသားထားတဲ့အုပ်စုတွေရပေါင်းများစွာတွေ့ရတယ်ပေါ့နော်အခုလိုမျိုးလာရှိုးကိုစစ်ကောင်စီကအဲလေကူဟိုတနက်တစ်ချက်မှမဖောက်ပဲနေပြန်ရွာသွားတယ် ကိုကန့်ပြန်ဆုတ်ပေးလိုက်တဲ့အပေါ်မှာဟောဒီအဲလာရှိုးကိုတိတ်မှုတိုက်ဝဲဟုတ်ငယ်တော့အသက်ပေးခဲ့ရတဲ့ဒီကိုကန့်စစ်တီတွေတခြားသောမဟာမိတ်စစ်တီတွေရဲ့မိသားစုတွေကတော့ဒီအပေါ်မှာဘလို့ထင်ကြမလဲဘလို့တွေးနေလဲဆိုပြီးတော့ဒါဟာလည်းစိတ်ဝင်စားစရာကောင်းတဲ့အချက်ဆိုပြီးသူထပ်ပြောပါတယ်နောက်ထပ်သူဘာပြောလဲဆိုတော့ဒါတရုတ်ကိုယ်တိုင်ပဲပေါ့နော်တရုတ်ကမြန်မာပြည်အရေးမှာစစ်ပညာရေးအကျိုးဆောင်ဆိုပြီးတော့သူကပြောတယ်ပေါ့နော်သူကမြန်မာနိုင်ငံအရေးမှာသူဝင်မပါဘူးလို့ပြောတယ်။တစ်ဖက်မှာလည်းဘာဖြစ်လဲဆိုတော့တရုတ်ကိုယ်စားလှယ်အဖွဲ့ကလာရှိုးရောက်လာပြီးတော့ ပြီးတော့ဒါအညှိနှိုင်းအနေနဲ့လှုပ်ဆောင်ပါတယ်ဆိုပြီးတော့ရုံးဖွင့်မယ်ဆိုတဲ့ဟာမျိုးဟာဟိုနိုင်ငံရေးဝန်ထမ်းတာပြောတဲ့လူကအပြောတစ်မျိုးမြေမြမာတရုတ်အဖွဲ့တွေကလှုပ်တာအလုပ်တစ်မျိုးဆိုတဲ့အပြောတစ်မျိုးအလုပ်တစ်မျိုးဆိုပြီးတော့ဖြစ်နေတယ်ဆိုပြီးတော့လည်းထပ်ထပ်ပြရပါတယ်အဲ့တော့နောက်ထပ်ပေါ့နော်ကျွန်တော်တို့ဒီမြန်မာပြည်မှာငွေတင်လှုပ်သွားတယ်ပေါ့နော်လည်းလုပ်ပြီးတော့မှဘာဖြစ်လဲဆိုတော့ဒါတရုတ်ကနေပြီးတော့ကယ်ဆယ်ရေးကူညီကျွန်တော်မြန်မာပြည်သူတွေပေါ်အများကြီးရတယ်ပေါ့နော် မန်လေးမှာဆိုလည်းအများကြီးရတယ်ပေါ့နော်အဲ့တော့ဒါရီနဲ့ပတ်သက်ပြီးတော့လူတို့ကဘယ်လိုထင်လဲဆိုတော့အော်တရုတ်ကငါတို့ကူညီပေးပါတယ်ဆိုပြီးတော့တရုတ်နဲ့ပတ်သက်ပြီးတော့အစိုးမြင်စိတ်များနေရနေဒါအကောင့်မြင်စိတ်တိုးလာခဲ့ပေါ့နော်ဒါပေမဲ့လည်းအခုအကောင့်မြင်ဉာဏ်မှာကြံကြံမဲမရှိသေးဘူးလာရှိုးနဲ့ပတ်သက်ပြီးတော့ဒါပြည်သူတွေနဲ့စန့်ကျင်တဲ့အာဒီစစ်တပ်ဘက်ကနေပြီးတော့တရုတ်ကတိတိတသာဝန်ဆွတ်ဖတ်တာပေါ့နော်ငလင်မှာတရုတ်ကတိဆောက်ခဲ့တဲ့အဲ မြန်မာမိသူတွေကြားထဲမှာကောင်းမွန်တဲ့ပုံရိပ်ကိုလည်းပြန်ပြီးတော့သူကိုယ်တိုင်မဖြတ်စည်းလိုက်တာပဲဆိုပြီးတော့သူကပြောထားပါတယ်အဲ့တော့အဲသူဘာနဲ့ညုံချုပ်လဲပေါ့နော်သူကနောက်ဆုံးမှညုံချုပ်နေရင်သူပြောထားလေးရှိပါတယ်တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့ဒါကဘာလဲဆိုတော့ပေါ့နော်လာရှိုးကိစ္စမှာတရုတ်ကဝင်ပါတာအချက်နှစ်ချက်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့စစ်ကောင်စီကိုတဆုရှင်အောင်ကြားကန်ပေးဖို့လားဒါမှမဟုတ်လေတိုင်းရင်းသားလက်နက်ကင်တွေကိုဒါသူ့ရဲ့ထိန်ချုပ်မှုအောက်မှာရှိနေအောင် ထားရဖို့လားပေါ့နော်ဒါမှမဟုတ်လည်းဒီနှစ်ချက်လုံးလားပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းမရှိလာဘူးဆိုပြီးတော့သူကပြောပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ပေါ့နော်သူပြောနေတာတခုကတော့မြမအရေးမှာတရုတ်ကဘာလို့ရှင်းတာလဲဘလို့စိတ်ကူးနေကြလဲဆိုတာတကယ်ဘယ်မှန်းဆရာခတ်ပါတယ်ဆိုပြီးတော့ပြောပြီးတော့ရေးသားညီကုန်းချုပ်ထားပါတယ်ကဲဒါကတော့စောင်းပါရှင်ဒေးဗစ်စကော့မက်တီဆန်ရဲ့ China Taking a Role in Myanmar တရုတ်ကမြန်မာပြည်ရင်းစစ်မှာဝင်ပိုင်နေတာလားဆိုတဲ့စောင်းပါကိုမူရင်းအပေါ်မှာပြတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် တော့လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားဖို့ကောင်းတယ်ဘလို့ဆောင်းပါးတွေကိုတင်ဆက်ပေးမလဲဆိုတာစိတ်ဝင်စားရင်ဒီမြန်မာ diplomacy by HD channel လေးကို subscribe လုပ်ထားနိုင်ပါတယ်ဆောင်းပါးရှင်ရဲ့ဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီးတော့လူကြီးမင်းတွေရဲ့အမြင်တွေကိုလည်း comment မှာဆွဲလက်ဆွေးနွေးနိုင်ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်